United ပြည်သက်တွေခမရမှာလဲဝွကျွကြီးမလုံးပါတယ်ဘောလုံးပွဲကြည့်တိုင်း United ကဘသူကများထပ်ဖောက်လိုက်မလဲဂိုးသမားပဲလက်ထဲကလွတ်ကြမလားနောက်တန်းကပဲလူပေးမမလားရှေ့တန်းကပဲအပိုင်ခွင့်ရေးကိုမိုးပေါ်ထောင်ကဦးမလားဆိုတာမယိုးနိုင်တဲ့ရတမျိုးစုံကိုရရှိနေတာပါ United အတွက်ပွဲချိန်26မိနစ်မှာ United နောက်ခံကစားသမားဒီလီရဲ့ဂိုးနဲ့ပထမပိုင်းတယောက်ရော့အနေထားနဲ့ကစားခဲ့ပြီး United အတွက်အဖိုးတန်အနိုင်သုံးမရစေနိုင်တဲ့ဂိုးကိုတိုးရပိုင်းပွဲချိန်48မိနစ်မှာ Harry Maguire ကတွင်းယူနိုင်ခဲ့တဲ့အတွက်အာမိုရင်ရဲ့ United ဟာရလက်ဆိုးရွားနေမှု PR တွေကိုယခုပွဲအနိုင်ကြောင်းအနေငယ်စိတ်သက်သာရာ ရှိသွားတယ်လို့ဆိုရပါမယ်။တပွဲလုံးခြုံကြည့်ရင် United ပြည်သက်တို့တည်ကြတဲ့အတိုင်းဂိုးသမားအိုနာနာရဲ့ကနာမမြင်ကမလိုအပ်ပဲရှိတတ်ခြင်းနဲ့အမှုကနေဥဆောင်ကိုပေးခဲ့ရတာကြောင့်မထင်မှတ်ပဲရုန်းကန်ကစားခဲ့ရပြီးပွဲပန်းခဲ့ရတာပါ။ United ဟာယခုပွဲအနိုင်ကြောင့် Premier League အမှတ်ပေးစရာမှာအဆင့်ဆယ်လေးမှာရပ်တည်နေပါတယ်။မနေ့ညကမန်ချက်စတာယူနိုက်တက်နဲ့ assist တို့ပွဲကတော့ Manchester United က3ဂိုး2နဲ့အနိုင်ရရှိခဲ့ပါတယ်ပွဲစားလို့၄မိနစ်မှာပဲ Patrick Dorgu နဲ့ Onana တို့ရဲ့နားလည်မှုအမားကနေတဆင့် Assist ကတတရရပဲဥဆောင်ကိုအရင်ရရှိခဲ့တာပါဒီပွဲမှာ Manchester United ဘက်က Onana နဲ့ Dorgu တို့နှစ်ယောက်ရဲ့အထင်ကြီးပွဲလို့ဆိုရပါမယ်ပွဲချိန်၄၃မိနစ်မှာ ဒေါကူရဲ့ချေချော်ဖြတ်ထုတ်မှုပြစ်ဒဏ်ကကြီးမားတဲ့အတွက်ကွင်းလေတိုင်းကဘော့ဖြစ်ဆုံးဖြတ်ကတိုက်ရိုက်အနီကပ်ပြထုတ်ပယ်ခဲ့တာပါဒေါကူအနေနဲ့ဂါနာချိုနဲ့အတွဲအဖက်မိအသင်းနဲ့အမြန်ထိုင်ကြကစားနိုင်တဲ့ကစားသမားကောင်းလို့ချီကျူးလို့မှမဆုံးသေးဘူး United ကစားသမားဝအစောဆုံးအနီကပ်ကိုပိုင်ဆိုင်သွားပါတယ်ကွဲကမထင်မှတ်ပဲကျန်းတန်းခဲ့ပြီးနှစ်သင်းပေါင်းအဝါကက်ရှိကက်အနီကက်တကက်အထိကွင်းလေတိုင်းကအသုံးပြုခဲ့ရတာပ United ပြည်သက်ကြီးတို့ရောညကပွဲမှာပရိုကစားသမားတွေဖြစ်ပြီးမမသည့်နဲ့အမားမျိုးကျူးလွန်ခဲ့ကြတဲ့အိုနာနာနဲ့ဒေါကူရဲ့နားလည်မှုအလွဲကြီးကဘသူအမားလို့ထင်ပါတလဲလက်ရှိထုတ်ပေါ်လာတဲ့သတင်းတွေအရပေါ်ပေါ်ပါသည်ရူဘင်အာမိုယင်နဲ့လိုဝတ်တွေ့ဆုံမှုတစ်ခုပြုလုပ်ခဲ့တယ်လို့သိရပါတယ်ရူဘင်အာမိုယင်သည်ကစားသမားကို နှစ်သက်ပြီးမက်စလာမစတင်က ကာလာတိုစာချုပ်ချုပ်ဆိုရန်စိတ်အားထက်သန်နေသည် ါပေမဲ့ United တာဝန်ရှိသူတွေကတော့ပေါပေါပါကိုပြန်လဲခေါ်ယူမဲ့အစီအစဉ်အပေါ်စိတ်အားထက်သန်ခြင်းမရှိသဖြင့်ပုပ်ဖွဲ့ကိုဆွဲဆောင်နိုင်စေရန်လှုံ့ဆော်ရန်လိုအပ်သည်ပေါပေါဘာသာမန်ချက်စတာ United တို့ပြန်လာပါကကလပ်အတွက်ငွေကြေးရလုံးဝကိုအကျိုးရှိမည်ဖြစ်ပြီးပြန်ခေါ်မယ်ဆိုရင်တော့တာဝန်ရှိသူများကိုယ်တိုင်စီကံချက်များစွာဖြင့်အသေးစိတ်ကိုလှုံ့ဆော်ရမည်ဖြစ်သည်အလွယ်လေးမှမလုပ်ရရင် United မပြီးတော့ဘူးလေမှတ်ချက်ပေးခဲ့ကြပါဦး